ချန်ပီယံလိမှာစံချိန်သစ်တွေတင်ပြီးအသင်းကြီးတွေစိတ်ဝင်စားခြင်းကိုခံလာရတဲ့ PSG လူငယ်ချေပွင့်လေးတွေဘော်လုံးကောင်မှလူငယ်ချေပွင့်တွေထုံးတောက်လာတာဟာအနာဂတ်တွေမျော်လင့်ချက်တွေပေးဆွမ်းပြီးဘော်လုံးပရိသတ်တွေကိုယဉ်ကုံဆေးလို့ရှားစေပါတယ်အခုတစ်ခါမှာတော့ပြင်သစ်ထိတ်တန်းကလပ် PSG အသင်းရဲ့အသက်16နှစ်အရွယ်လူငယ်လေးဒီဇိုင်းနာဒရီဟာချန်ပီယံလိသမိုင်းမှာပါအမှတ်တမ်းစံချိန်သစ်တွေကိုတိစောက်နိုင်ခဲ့ပါပြီဘယ်လိုမှမတူတဲ့အမကန်ဆွမ်းဆောင်ရည်မျိုးကိုပြသခဲ့တာကြောင့်ဘော်လုံးပရိသတ်တွေကအာယုံဆိုင်မှုကိုပြေဝခံခဲ့ရပါတယ်ချန်ပီယံလိဘော်လုံးပွဲမှာ PSG ကအင်တာမီလန်အသင်းကိုငါးဂိုးကိုမရှိဆိုတဲ့ဂိုးပြတ်ရလနဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက်ဒဇိုင်းယာဒူရီဟာဒီပွဲမှာကမ္ဘာစစ်ခြေစွမ်းမျိုးကိုပြသသွားခဲ့ပြန်ပါတယ်။သူကဒီရေးကြီးတဲ့ဘောလူပွဲမှာနှစ်ဂိုးသွင်းယူခဲ့ပြီးတကောဖန်နီးပေးနိုင်ခဲ့တာပါ။သူရဲ့အသက်အရွယ်နဲ့မလိုက်အောင်ရင်းချက်တဲ့ကစားပုံဘောလုံးထိန်ချုပ်မှုတိကျတဲ့ပေးပို့မှုတွေနဲ့ပြသတဲ့အဆုံးသတ်ပိုင်းတွေကပရိသတ်တွေကိုတကယ်အံ့အားသင့်စေခဲ့ပါတယ်။ချန်ပီယံလိဘောလူပွဲလိုဖိအားများတဲ့အကြီးစားပြိုင်ပွဲရဲ့အဆုံးဖြတ်ပွဲမျိုးမှာဒီလိုဆွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့တာဟာတကယ်ကိုရှားပါးပြီးထူးခြားတဲ့စွမ်းရည်ပါပဲ။သူရဲ့ twin goal တွေကလည်းအင်တာမီလန်ရဲ့ခံစစ်ကိုရုံးမထွက်နိုင်အောင်လှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒီဇိုင်းယားဒူရီဟာ ပြည်ကြည်တင်းရဲ့နီးပြလူဝေအန်ရီဂေးရဲ့စတင်ပေးမှုကြောင့်တောက်ပလာခဲ့တာဖြစ်ပါတယ်။နီးပြရဲ့ယုံကြည်မှုနဲ့အရေးကြီးတဲ့ပွဲစဉ်တွေမှာပွဲတော်ခွင့်တွေပေးခဲ့တဲ့အတွက်ဒူရီယာသူရဲ့ရည်ချွင်းတွေကိုအကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။တူဟာတင်းရဲ့နာဂတ်မျောလင်းချက်တွေဖြစ်လာတဲ့ဒမ်ဘီလီနဲ့စကယ်လီယာတို့လိုလူငယ်ကစားသမားတွေနဲ့တူတောက်ပလာခဲ့ပါတယ်။ပြည်ကြည်ရဲ့လူငယ်ကစားသမားတွေကိုပြုစုပြောင်းထောင်တဲ့မဟာဗျူဟာရဲ့အောင်မြင်မှုကိုလည်းပြသနေပါတယ်။ချန်ပီယံလိဖိုင်နယ်ပွဲမှာတော့အကောင်းဆုံးကစားသမားဖြစ်သတ်မှတ်ခံထားရတဲ့ဒီဇိုင်းနာဒူရီရဲ့ထူးခြားတဲ့စွမ်းရည်ကိုထင်ရှားပြသနေပါတယ်။သူ့ရဲ့နာဂတ်ကတော့ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ပြစ်မှတ်ဖြစ်သတ်မှတ်ခံရခြင်းနဲ့တူအလားလာတော်လေးရှိလာခဲ့ပါပြီ။ အသက်19နှစ်အရွယ်နဲ့ Champion League Final လို့ကြီးမားတဲ့ပွဲစဉ်မှာဒီလိုခြေစွမ်းပြနိုင်တာဟာဘော်ရွန်သမားရဲ့ရေချင်မှတ်တမ်းတင်ခဲ့ရမယ့်စွမ်းဆောင်ရေးပါပဲ။ဒူရီရဲ့ကစားဟန်ကမျက်စံပြီး ဘောလုံးနဲ့တူကောင်းကောင်းကင်တွယ်နိုင်စွမ်းရှိပါတယ်။ဘောလုံးကွင်းရဲ့နေရာမျိုးစုံမှာကစားနိုင်စွမ်းရှိတာကလည်းသူ့ရဲ့ထူးခြားချက်တစ်ခုပါ။သူ့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ဂိုးတင်နိုင်စွမ်းတစ်ခုစလုံးဟာခစ်တစ်ဘောလုံးလောက်ကမှာလိုအပ်တဲ့အချက်တွေပါပဲ။ပြည့်ကျစ်သေးနေတဲ့ဒီလိုထူးခြားတဲ့လူငယ်ကျယ်ပွင့်ကိုဆက်လက်ထိန်းသိမ်းသွားပြီးပိုမိုတိုးတက်အောင်ပြည်သူပြုထောင်သွားမလား။ဒါမှမဟုတ်အိုရပါရဲ့တခြားအင်အားကြီးအသင်းတွေစီကိုပြောင်းရွှေ့သွားမလားဆိုတာကတော့ရင်ခုန်စရာပါပဲ။ဘလိုပဲဖြစ်ဖြစ်ဒီဇိုင်းရဒူရီရဲ့နာဂတ်ဘောလုံးခီးကတော့တောက်ပတ်နေပြီဆိုတာညင်းလို့မရပါဘူး။ဒီလိုအတန်းငယ်ငယ်နဲ့ခြေစွမ်းပြနိုင်မှုတွေကဘောလုံးလောကရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့ကစားသမားတွေထဲမှာသူလည်းအပါအဝင်ဖြစ်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးစွမ်းနေပါတယ်။ သူရဲ့နောက်ထပ်ဆွမ်းဆောင်ရည်တွေကိုဘယ်လိုဆက်လက်ပြီးမြင်တွေ့ရမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဒီမှာကျွန်တော်တို့ကတော့အမှားတရားပြပြ